ချစ်ခင်လေးစားအပ်ပါသောမဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျာမဆန္ဒရှင်ပြည်သူအပေါင်းကိုစိတ်နှဖျားကျမ်းမာရှင်လန်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာအပါတယ်ကျွန်တော်ကတော့ဒိုင်နာစီဇန်ရေးပါတီရဲ့ဥက္ကဋ္ဌဥဟန်ရွှေဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်တို့ကိုဗီဒီယိုနဲ့ရုပ်မြင်သားကြားတို့မှာ ဟောပြောဆွေးနွေးထုတ်လွှင့်ခွင့်ရရှိတဲ့အတွက်နိုင်ငံတော်မှတာဝန်ရှိသူများနဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒါ့အပြင်နိုင်ငံတော်နဲ့ပြည်သူရဲ့ကံကြမ္မာကိုပေါ်ဆောင်ပေးနိုင်မဲ့မဆန္ဒရှင်များကိုတိုက်ရိုက် ဟောပြောခွင့်တိုက်ရိုက်ဟောပြောဆွေးနွေးခွင့်ရတဲ့အတွက်အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိကြောင်းပြောကြားလိုပါတယ်လေးစားတဲ့မဆန္ဒရှင်ပြည်သူများခင်ဗျာရှေးဦးစွာကျွန်တော်တို့ပါတီရဲ့အကြောင်းကိုအနှဲငယ်ရှင်းလင်းတင်ပြလိုပါတယ်ပါတီတရားဖွဲ့စည်းတည်ထောင်မယ်ဆိုရင်အခြေခံကြတဲ့တိကျခိုင်မာတဲ့နိုင်ငံရေးမူဝါဒနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးကျင့်စဉ်နဲ့ဖွဲ့စည်းတည်ဆောက်မှုအဆင့်ဆင့်ရှိရာ လိုအပ်ပါတယ်ဒီချက်များနဲ့ပတ်သက်ပြီးကျွန်တော်တို့ဗာဒီယို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အခြေခံအကျဆုံးမူဝါဒဟာလူအများကောင်းစားရေးဝါဒဖြစ်ပါတယ်နိုင်ငံရေးဗာဒီတည်ထောင်ပြီးလူတစု လူတစ်ဖွဲ့လူနည်းစုကောင်းစားရေးအတွက်မဟုတ်ဘဲလူအများစုဖြစ်တဲ့တောင်သူလယ်သမားအလုပ်သမားအသိပညာရှင်အတတ်ပညာရှင် စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့လူသားအားလုံးကောင်းစားရေးဝါဒဖြစ်ပါတယ်။ကျွန်တော်တို့ပါတီကပြည်သူသားအမိပြည်သူသားဖလို့တတ်မှတ်ပြီးပြည်သူကိုအဓိကထားပြည်သူကိုဗဟုပြုပြည်သူကိုလေးလေးနက်နက်မှန်နိုင်ပြုထားတဲ့ပါတီတရားဖြစ်ပါလေ။ပါတီရဲ့အတွေ့အခေါ်အယူဆတွေပါတီရဲ့လက်တွေ့ဆောင်ရွက်ချက်တွေဟာ ပြည်သူအကျိုးစီးပွားကို မထိခိုက်စေရပြည်သူရဲ့ကောင်းကျိုးသာဖြစ်ရမယ်လို့ခံယူပြီးဆောင်ရွက်လျက်ရှိပါတယ်။ပါတီရဲ့လမ်းစဉ်ကို ကြည့်မယ်ဆိုရင်ပြည်သူအကျိုးပြုကိုမြန်မာလမ်းစဉ်လို့ပြဋ္ဌာန်းထားပါတယ်။နိုင်ငံနဲ့ပြည်သူအတွက်ချမှတ်တဲ့လမ်းစဉ်တွေကိုလည်းပြည်သူအကျိုးစီးပွားနဲ့မကင်းကွာပဲချမှတ်ကြရမယ်လို့တည်တည်ကြကြညွှန်ပြထားပါတယ်။ ဒီမူဝါဒလမ်းစဉ်တွေကိုလက်တွေ့အကောင့်တွေဖော်တဲ့အခါမှာမိစီမပရိပရာကျင့်စဉ်နေညီအမားတွေကိုမြင်အောင်ကြည့်တွေ့အောင်ရှာပြီးလွတ်အောင်ညွန်ကြားရမယ်ဆိုတဲ့ဝါဒလမ်းစဉ်ကျင့်စဉ်နေညီဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ပါတီဟာပါတီစုံဒီမိုကရေစီစနစ်မှာဂုံသိက္ခာရှိပြီးတက်တန်းအရှိဆုံးပါတီတစ်ယောက်ဖြစ်ပါတယ်2025ခုနှစ် စက်တင်ဘာလ24ရက်နေ့မှာ38နှစ်ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒီလိုရတည်နိုင်တာဟာပါတီဝင်တွေရဲ့ပါတီအပေါ်လေးစားယုံကြည်မှုချစ်ခင်မြတ်နိုးမှုနဲ့ဇွဲလုံးလဝိရိယတို့ရှိပြီးစီးလုံးညီညွတ်မှုကိုတည်ဆောက်နိုင်ခဲ့ကြလို့သာဖြစ်ပါတယ်။တက်တန်းရှည်ကြသည်နှင့်အမျှအတွေ့အကြုံတွေအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်တိခဏနိုင်မှုစိတ်ရှည်မှုခွင့်လွန်နိုင်မှုစတဲ့ အလေးကျင့်များရရှိကတည်ငြိမ်ရင်းကျယ်စွာနဲ့ဆောင်ရွက်နိုင်တဲ့ရလာကောင်းတွေကိုရရှိပြီးဖြစ်ပါတယ်။အဲ့ဒီလိုတည်ငြိမ်ရင်းကျယ်မှုတွေကြောင့်ပါတီပေါ်ဝေဖန်မှု အပြစ်ရှာပြောဆိုမှုတွေကိုစိတ်ရှည်ရှည်နဲ့ပြန်လည်ရှင်းလင်းဆွေးနွေးနိုင်ခဲ့ပြီးပြဿနာများ ပြေလည်ကာရန်သူမရှိပဲမိတ်ဆွေတွေတိုးပေါအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ပါရီစုံဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရတရားဝင်ရည်တည်လျက်ရှိတဲ့ပါတီတွင်တဲ့ဆက်ဆံရာမှာ ပါတီကြီးပါတီငယ်ဆိုတဲ့သဘောထားမျိုးလုံးဝမရှိပဲတန်းတူရည်သူသဘောထားပြီး လေးလေးစားစားနဲ့အတူတကွလက်တွဲဆောင်ရွက်လျက်ရှိနေပါလေလေးစားတဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျာကျွန်တော်တို့ပါတီဟာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဆိုတဲ့ ပါတီအမည်နဲ့အညီပါတီမှာတိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်လျက်ရှိနေပါလေ။တိုင်းဒေသကြီးများနဲ့ပြည်နယ်တွေမှာပါတီကောင်မတီတွေကို ဖွဲ့စည်းထားပြီးတိုင်းရင်းသားလူမျိုးများကိုယ်တိုင်ပါဝင်လှုပ်ရှားလျက်ရှိနေကြပါလေ။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်တဲ့ဤဥပဒေညွှန်ကြားချက်များနဲ့ညီပါတီအင်အား3,500 1,900ဦးကို ပုံစံစကွဲဖြင့် တမခကာလာအတွင်းတင်ပြနိုင်ခဲ့လို့ရွက်ောက်ဘဲကောင်ရှင်ကစစ်စစ်ပြီးပါတီဝင်3345ဦးကိုအတူပြုပြင်နိုင်ခဲ့ပါတယ်။ခရိုင်ကော်မတီများနဲ့မြို့နယ်ပေါင်း285မြို့နယ်ဒီမှာလဲမြို့နယ်ကော်မတီတွေဖွဲ့စည်းပြီးစီယုံဆောင်ရွက်လျက်ရှိနေပါတယ်။မိမိပါတီရဲ့နှစ်ပါလည်နေပါဝင်း နိုင်ငံတော်ရဲ့နေသူနေမြဖြစ်တဲ့လွတ်လပ်ရေးနေ့ပြည်တော်စုနေ့အလုသမားနေ့တောင်သူလလမားနေ့အမျိုးသမီးများနေ့နိုင်ငံတကာလူငယ်များနေ့များကိုလည်းပါတီဘိုးကော်မတီဌာနချုပ်တိုင်းဒေသကြီးပြည်နယ်များနဲ့မြို့နယ်တွေမှာအခမ်းအနားတွေကိုကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ဒီလိုကျင်းပပြုလုပ်ခြင်းဖြင့်အမျိုးဘာသာတာသနာနဲ့တိုင်းပြည်ချစ်စိတ် စီလုံးညညမှုစိတ်တက်များခိုင်မာစေရန်တိဆောက်ပေးနိုင်ခဲ့ပါတယ်။လေးစားအပ်တဲ့မက်ဆာနာရှင်ပြည်သူများခင်ဗျာကျွန်တော်အနေနဲ့ဆက်ပြီးတင်ပြလိုတာကတော့နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်။ဒီလိုငြိမ်းချမ်းရေးကိုတိဆောက်ရမှာတိုင်းရင်းသားစီလုံးညညမှုကိုအခြေပြုပြီးတိဆောက်သွားကြရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးဟာ တိုင်ရန်သားစီလုံးညီညွတ်ရေးပဲဖြစ်ပါလေဒါကိုကျွန်တော်တို့ညီရင်အကိုတိုင်ရန်သားများအားလုံးလက်ခံပြီးလက်တွေ့ကြကြဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘာဒီကဒီမိုကရေစီကို အပြည့်အဝလက်ခံထားသလိုဖက်ဒရယ်စနစ်ကိုလည်းလေးလေးနက်နက်ယုံကြည်မှုရှိတဲ့ပါတီဖြစ်ပါလေဒါကြောင့်ဒီချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာဒီကတိုင်းရင်းသားလူမျိုးများပေါ်မှာထားရှိတဲ့သဘောထား၃ရပ်ကို အခိုင်အမာပြဋ္ဌာန်းခဲ့ပါတယ်။အဲ့ဒီသဘောထားတွေကတော့တဒိုင်ယန်ဒါလူမျိုးများအတွင်းအခွင့်ဒုက္ခမှုမရှိသေးပဲတန်သူရည်သူရှိစေရေးနှစ်ဒိုင်ယန်ဒါမျိုးနွယ်စုတစ်ခုချင်းစီရဲ့မိမိတို့ဘာသာစကားယဉ်ကျေးမှုဒလေထုံတန်းစသည်များနဲ့ညီရှင်တန်းရည်တည်နိုင်ရေးတော့တိုင်းဒါမျိုးနယ်စုများအားလုံးအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရမှာညီညာသောဖွံ့ဖြိုးတိုးတက်မှု ရရှိစေရမယ်လို့အခိုင်အမာပြဋ္ဌာန်းထားပြီးလက်တွေ့ဘဝမှာ မဖြစ်မနေကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါလေ။လေးစားတဲ့မေဆာနာရှင်ပြည်သူများခင်ဗျာကျွန်တော်တို့ဘဝဒီရဲ့ခံယူချက်ကတော့ငြိမ်းချမ်းရေးကိုလက်လက်နဲ့ဖြည့်ရှင်းလို့မရနိုင်ပဲတစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုရအောင်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အပြန်လှန်အပွေးယူတွေလို့ကအဖြေရှာကြမယ်ဆိုရင်ရလာကောင်းတွေရနိုင်မယ်လို့အပြည့်ဝယုံကြည်ပါတယ်ကျွန်တော်တို့ပါတီဟာညီညာရေးလုပ်ငန်းတွေများတာပတ်သက်လို့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဆဲရေးသဘောတူစာချုပ် NCA ဖြစ်ထွန်းရေးမှစတင်ပြီးတက်ကြွစွာပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ် NCA ဖော်ဆောင်နိုင်မှုအတွက်လိုအပ်တဲ့ နိုင်ငံရေး move on political framework ရေးဆွဲတဲ့လုပ်ငန်းများမှာလည်းအစကတည်းကပါဝင်ခဲ့ပါတယ်ညဉ့်ညာရေးညီလာခံအဆင့်ဆင့်ကိုလည်းတက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်ရာရင်သာစီလုံးညညရေးပါတီဟာ နိုင်ငံတော်ဟညဉ့်ညာရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုရရှိနိုင်ဖို့စွမ်းစွမ်းတမ်းဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမယ်လို့ပြည်သူတွေကိုလေးလေးနက်နက်ဂရိပေးတင်ပြအပ်ပါတယ်လေးစားတဲ့မဆန္ဒရှင်ပြည်သူများခင်ဗျာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ပြည်တော်စုရွေးကောက်ပွဲကောင်ရှင်တို့ကပါတီစုံဒီမိုကရေစီထူးထူးရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့နဲ့2026ခုနှစ် ဇန်နဝါရီလအတွင်းမှာကျင်းပပြုလုပ်မယ်လို့ကြေညာခဲ့ပြီးဖြစ်ပါတယ်။ဒီရွေးကောက်ပွဲဟာတိုင်းပြည်နဲ့ပြည်သူအတွက် အမှန်တကယ်လိုအပ်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့နိုင်ငံရေးအရာယုံကြည်လက်ခံထားပါတယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအတိုင်းအတာတစ်ခုအထိတိုးတက်မှုရရှိလာနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ပြည်သူတွေကိုတင်ပြလို့တော့က ဒီမိုကရေစီတကယ်လိုချင်ရင်ရွေးကောက်ပွဲနဲ့ဖြတ်တန်းရပါလိမ့်မယ်ဒီမိုကရေစီနဲ့ရွေးကောက်ပွဲဟာကောင်းတဲ့ပန်းလိုပဲဖြစ်ပါတယ်ဒါကြောင့်ရေချမ်းတည်ကျင်းဖို့ဒီမိုကရေစီရဖို့ဆိုရင်ရွေးကောက်ပွဲနဲ့ဟောဆောင်သွားမှာ ဖြစ်တဲ့အတွက်မက်ဆန္ဒရှင်ပြည်သူ အားလုံးကရွေးကောက်ပွဲကိုတရားမျှတစွာအေးအေးချမ်းချမ်းကြော်ဖြတ်နိုင်ဖို့ ပူပေါင်းဆောင်ရွက်ပေးကြဖို့လေးလေးနက်နက်တိုက်တွန်းတင်ပြလိုပါတယ်။ကျွန်တော်တို့ပါတီအနေနဲ့လည်းရွေးကောက်ပွဲ အောင်မြင်ရေးသည့်ပါတီရဲ့အဓိကတာဝန်တရားလိုသတ်မှတ်ထားပါတယ်။ရွေးကောက်ပွဲမှာသတ်တော်အဆင့်ဆင့်မှာကျွန်တော်တို့ပါတီကကိုယ်စားလှယ်ပေါင်း800 3ဦးဝင်ရောက်ရှင်ပြိုင်မှုရွေးကောက်ပွဲကော်မရှင်ထံတင်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီလောင်းစုတော်ဟန်လုံးဝင်ရောက်ရှင်ပြိုင်ရာမှာ ဒုတိယအင်အားအများဆုံးနဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ဩဇာတော်များတင်သွင်းရမှာ အမျိုးသားအမျိုးသမီးအချို့အစားလူငယ်လူလတ်လူကြီးမျှတစွာပါဝင်မှုနဲ့တိုင်းရင်းသားမျိုးနွယ်စုများစုံလင်စွာပါဝင်နိုင်မှုကိုဥစားပေးဆောင်ရွက်ခဲ့ပါတယ်။လေးစားတဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျာတိုင်းရင်းသားစီလုံးညီရေးပါတီအနေနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာ ပြည်သူတွေကိုထောက်ဖို့တင်ပြရတဲ့ပါတီရဲ့ရွေးကောက်ပွဲကျင်းပစရန်းကိုလေးလေးစားစားထုတ်ပြန်တင်ပြထားပြီးဖြစ်ပါလေ။အဲ့ဒီအထဲမှာမိမိတို့ကိုတာဝန်ပေးရလာရင်တိုင်းပြည်အတွက်ဘလို့စီဝါရေးစနစ်နိုင်ငံရေးစနစ်လူမှုရေးပညာရေးကျန်းမာရေးလူထုလူထမ်းစားများအရေးစတဲ့ကဏ္ဍပေါင်းစုံကိုတလေးတစားတင်ပြထားပြီးဖြစ်ပါလေ။ ရွေးကောက်ပွဲရဲ့အနိုင်ရှုံးကိုပြည်သူတွေကဆုံးဖြတ်ပေးရတာဖြစ်တဲ့အတွက်ပြည်သူတွေရဲ့အဆုံးအဖြတ်ကိုဝမ်းဝမ်းတသာကြိုးစိုးလက်ခံသွားမှာဖြစ်ကြောင်းတင်ပြပါတယ်မဆန္ဒချင်းပြည်သူများမိမိတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်ကြတဲ့အခါမှာဇဗနာနဲ့ပြည်နယ်အမှတ်တရစိတ်ပါတဲ့တိုင်းရင်သားစီလုံးညီညွတ်ရေးပါတီကိုထောက်ခံဆန္ဒမဲပေးသွားကြပါလို့ လေးစားစွာတင်ပြရင်းနေကုန်ချော့ရပါလေခင်ဗျာပြည်သူအားလုံးကိုယ်ဤကြံ့ပါခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးချွင်လန်းချမ်းမြေ့ကြပါစေတိုင်းရင်သာအားလုံးညီညွတ်မြည်ညီရင်ဥပမာတို့ချစ်သည်ထောက်စင်မခွဲနဲ့တည်းမြည်ဓမ္မတို့ပါတိ တိုင်းရင်သားစီလုံးမြည်ညွေရေးပါတီအောင်ရမည်မြမကြီးတို့တိုင်းကြီးမြမ